ခွေထဲမှာသွားလာနေထိုင်နေတဲ့အချိန်မှာတို့လုံးချုံဘယ်လောက်ရှိလဲအစိုးရနေချမှာပေးတဲ့ဝန်ဆောင်မှုတွေကတို့တို့အတွက်အခက်ခဲလားတို့တို့ခက်ခဲတော့ဘယ်လောက်ထိုင်နေစဉ်းစားထားပေးလဲအဲအားငါမမနေရတာမလုံလောက်ဘူးပေါ့လေဒီလုံငါနောက်လိုက်ပါလားတစ်ခါတော့နေပါလားအဲ့လိုတွေပါပစံခါမှလိုက်တော့တယ်ပရန်ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲမှာအဓိကခေါင်းစဉ်၃ခုဖြစ်တဲ့ခေပေါ်ရင်းရမှုအတွင်းကြားမအခြေပြုအကြံဖတ်မှုဒါနဲ့ပတ်သက်တဲ့ဥပဒေပိုင်းဆိုင်ရာဆွေးနွေးမှုတွေနဲ့ဗီဒီယိုကျင့်ဝတ်တွေကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲကိုတော့ အမေရိကန်တန်ယုံပြည်သူ့လွတ်တော်မြို့သမီးရေးရာနဲ့ဥပဒေကျွမ်းကျင်သူတွေတက်ရောက်ခဲ့ပါတယ်။စစ်စိုးကလက်ထက်တုန်းကလူ9ယောက်နဲ့အထက်မစုအားဆိုတဲ့တားမြစ်ချက်တွေရှိတာကြောင့်အသိပညာပေးမှုတွေရောင်းနေခဲ့တဲ့အကြောင်းနဲ့မတည်မှုပပပြအောင်ထိတိရရောက်အရေးယူပေးတဲ့တရားရေးမှန်တိုင်းလိုအပ်ကြောင်းပြောပြသူကဦးထွန်းထွန်းဦးပါ။ တငယ်မတိမ်မှုဖြစ်ဖြစ်တက်ကြီးမတိမ်မှုဖြစ်ဖြစ်ပေါ့နော်ဥဒေကတာထိရောက်စွာအေးအေးယူခဲ့မယ်ဆိုရင်ပျောက်သွားမယ်လို့တော့ကျွန်တော်ထင်တယ်ညော့နေသွားမယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုရင်ကြီးလေးပြီးရင်တရားရေးမှန်တမ်းကလည်းခိုင်ခံမှာဖို့လူလိုက်မယ်ဘယ်လိုက်မှုကင်းရမယ်အဲ့ဒါဟာဆိုရင်တော့ဒီဟာတွေကညော့နေသွားမယ်လို့ထင်ပါတယ်လူတွေကအဲ့လိုတရားရေးမှန်တမ်းမခိုင်ဘူးလက်ပေးလိုက်ယူနေရှိနေမယ်ဥပဒေကလည်း ပေးတဲ့အပြစ်ဒဏ်ကကြီးလေတော့အပြစ်ဒဏ်မဟုတ်ဘူးဆိုရင်တော့ကျူးလွန်မဲ့လူကတော့ကျူးလွန်ရဲနေဦးမှာပါရန်နာခွင့်ကြမှုဆိုတာဘာကိုပြောတာလဲရန်နာနဲ့ပတ်သက်တဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကရောဘလို့အခြေအနေတွေကနေပေါက်ဖွာလာတာလဲလူသားချင်းချင်းဟိုသူဟိုအားလုံးတူညီနေဆိုတဲ့သဘောမျိုးပဲ ਨੇ သူကတော့ဘာဖြစ်လို့ပေါ့နော်အထူးရင်သူကတော့မင်းကလေးဖြစ်လို့သူကတော့ဟာလား ဟိုကမလို့ဟိုဒီ LGBT ဖြစ်လို့အစားဖြင့်အဲ့လိုမျိုးကနေခွဲခြားတာမျိုးနောက်ဆုံးအကြမ်းဖက်တာအကြမ်းဖက်တယ်ဆိုတာကလည်းရုပ်ပိုင်းစိတ်ပိုင်းရှိတာ ਉ ရှိတော့တနည်းနည်းတနည်းနည်းနဲ့ခံစားအောင်ပေါ့နော်ကိုကဟိုလုတ်တဲ့ဟာပြုတ်မှုမျိုးတွေပေါ့လေဆောင်ရွက်ချက်မျိုးတွေဒါမျိုးတွေဟိုတတ်မှတ်ထားတာဖြစ်ပါတယ်လက်ရှိမြန်မာပြည်မှာလည်းတငယ်မတင်းမှုတွေများလာတဲ့အပြင်ဒီလိုအကြမ်းဖက်မှုတွေကိုကောက်ွယ်ဖို့အသိဉာဏ်ရောဥရေပိုင်းရပါအားနည်းမှုတွေရှိနေတယ်လို့မြန်မာနိုင်ငံသတင်းစာစီအသင်းတွေနဲ့တက်ရောက်လာတဲ့ဦးအောင်သူရကပြောပါတယ် ကျွန်တော်တို့ main လေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ရောလေဒီဟို sex နဲ့ပတ်သက်ပြီးတော့လာကိုယ်ဘလူကဘာလုံးနိုင်ကြလဲเนาะဘလူကာကွယ်ရမယ်ဆိုပြီးအတိတရားဉာဏ်မရှိအဲ့လိုမျိုးကျူးလွန်ရင်ခံရတာအမျိုးသမီးတွေများတယ်ဟိုအမျိုးသားလည်းအဲ့လိုမျိုးလေဟိုနေအဖြစ်အလုံးဟန်တဲ့မျိုးလေးရှိတာပေါ့เนาะအဲ့တော့ဟိုပြောချင်တာကတော့ တချို့ကိစ္စတွေကကျွန်တော်တို့မြမအယူရချင်းခြင်းမှုရပြောရင်တော့ဟိုဟိုမကြအပ်ဘူးပေါ့ဗျာမနာအပ်ဘူးပါရင်အဲ့လိုရှိတယ်အမှန်တော့မဟုတ်ဘူးခင်ဗျာဒါတွေကသိနေရမယ်ဟိုပညာပေးတဲ့ဘောပေါ့နော်